ကစ်ချင်ကနေပြန်လဲကြိုဆိုပါရရှင့်ဒီကနေ့ကတော့ဗောနော်ဒီနေ့တော့မနေ့တုန်းက အဲစူပါမှာပေါ့နော်ငါးကလီစာလေးတွေတွေ့လို့ငါးကလီစာလေးတွေဝယ်လာခဲ့ပါတယ်ဒီငါးကလီစာလေးတွေပေါ့နော်ငါးကလီစာလို့ခေါ်တာလားငါးဥငါးဥရယ်လို့လည်းမဟုတ်ငါးကလီစာတင်နေနော်အတဲလို့ပုံစံမျိုးဒီဟာလေးလေးမြန်မာလိုကမခေါ်တတ်ဘူးရှီလာခိုလို့ခေါ်တယ်နော်ဂျပန်လိုလေဆေးလေးတက်တာတဲ့အရန်လေးစားလို့ကောင်းပါတယ်ဒီမှာပြီးတော့ငါးကောင်းလေးတွေပေါ့နော်ဆေးလေးတက်တာတာနဲ့ဝယ်ခဲ့ပါတယ်ဒီဟာကူပေါ့နော်အဲမကြီးမဲ့နဲ့ချက်တယ်ဆိုရင်လည်းစားလို့ကောင်းတယ်လို့ဒီ ေ့တော့ကျမတို့ရှမ်းဟင်းလေးပေါ့နော်အာငါအုံအုံတဲ့ပုံစံမျိုးပေါ့နော်ရှမ်းငါပေါင်းလေးကိုချက်ပါမယ်ရှင် ရှာငါပေါင်းအတွက်ကတော့လိုအပ်တဲ့ပစ္စည်းလေးတွေကတော့ဒီငါကောင်းရဲ့အဲဒီငါကောင်းကလေအဲဂျပန်မှာကပင်လယ်ငါးတွေပဲရှိတယ်ရေချုံငါကအရင်မရှိတော့လေငါးတွေကမြန်မာပြည်ကအရတာနဲ့အရန်กว่าပါတယ်ဒါပေမဲ့ဒီငါပေါ့နော်ဒါကတော့ထိုင်းလို့ခေါ်တာပေါ့နော်ဒီငါကကျတော့မြန်မာပြည်အဲငကျင်းပေါ့နော်ငကျင်းအရတာတွေရွှေဝါငါအရတာနဲ့တူတော့လေအဲနည်းနည်းနီးစက်တယ်မြန်မာဟင်းတွေချက်မယ်ရှမ်းဟင်းတွေချက်မယ်ဆိုရင်တော့နည်းနည်းနီးစက်တယ်ပေါ့နော်ရေချုံငါနဲ့အရတာနည်းနည်းတူပါတယ်ဒါ လေးကိုအသုံးပြုပြီးတော့ဒီနေ့ငါးပောင်းပေါ့နော်ရှမ်းငါးပောင်းလေးကိုချက်ပါမယ်ရှမ်းငါးပောင်းအတွက်ကကြတော့လိုအပ်တာကတော့ ပင်စင်းရယ်ပြီးတော့ဖက်ဖိုင်နော်ဖက်ဖိုင်ပါဒါကတော့ရှမ်းနေကချင်ရင်နေပေါ့နော်အာကြက်ကချင်ချက်တို့ပါတော့ပေါ့နော်လူတွေတော်တော်များတိကြတာတော့ကြက်ကချင်ချက်ပေါ့ဒါပေမဲ့ရှမ်းလူမျိုးတွေတော်တော်များများအသုံးပြုတာဒီဖက်ဖိုင်ပါဖက်ဖိုင်ရွက်လေးပေါ့နော်ဒါမနေ့ကကျွန်မချမ်းကနေခူးလာတဲ့ဖက်ဖိုင်ရွက်လေးတွေပါပြီးတော့ဒီဥစ္စာကကြတော့တရုတ်ကြက်တွန်မိတ်ပေါ့နော်တရုတ်ကြက်တွန်မိတ်ကိုများများထည့်ပါအာပြီးတော့ဒီဟာလေးကတော့ ဂျက်တွန်မိတ်ပေါ့နော်ဒါကတော့ဂျပန်ဂျက်တွန်မိတ်အကြီးပဲရှိတော့အကြီးပဲထည့်ထားတယ်ပြစ်နိုင်မယ်ဆိုရင်တော့အပြဂျက်တွန်မိတ်ပေါ့နော်မြန်မာပြည်မှာတုံးနေတဲ့ဂျက်တွန်မိတ်ကိုများများလေးထည့်ပြီးပါဂျက်တွန်မိတ်နဲ့အရန်လိုက်ပါတယ်ဒါတော့ဆက်ပလင်ပေါ့နော်ဆက်ပလင်အမှုတွေအပိုင်းလေးပဲထည့်ပါမယ်အာပြီးတော့ကျင်းထည့်မယ် ကျက်တွန်ဖြူနှမွားရဲ့ကျက်တွန်နီလေးရဲ့ထည့်ပါမယ်ခရမ်းကျင်တေးကလေနည်းနည်းလေးပဲရခဲ့တော့နည်းနည်းပဲထည့်မယ်ဝယ်ဖို့လဲအာမေ့သွားလို့လေအာခရမ်းကျင်တေးကိုနည်းနည်းအလုံးအနေတော့အလုံးနှလုံးလောက်တော့ထည့်ပါမယ်နော်အဲတခုလိုနေတလားလို့ဟွန်း အော်နနန်ပင်လိုနေတယ်နနန်ပင်နနန်ပင်လေးလဲထည့်ပါမယ်နနန်ပင်ကစိုက်ထားတာပြိုးထားတာရှိတယ်တစ်ချက်လောက်ကွာရန်တာမှာသွားကြည့်ကြည့်မယ်နော်တစ်ချက်လောက်သွားကြည့်ကြည့်ပါမယ်အဲကွာရန်တာမှာတစ်ချက်လောက်ထွက်ကြည့်မယ်နော် ပေါ်တန်းဒါမှမထွက်ခင်လေတစ်ချက်လောက်ပြောပြပေးဆရာရှိတယ်ဒီဟာလေးလေဒီအပင်လေးလေဒါကဒါကပင့်တော်တိမ်အပင်เนาะကျမအိမ်ထဲမှာစိုက်ထားတာအာဒီဟာလေးကလေဒီနေ့ကျမတခန်းလုံးမွေးနေလို့ဒါလေးပြောပြချင်ပါတယ်ဒါကစွမ်းမွေးရွက်ပါအခုကျမထမင်းအိုးတည်ထားတယ်ထမင်းချက်ထားတဲ့ဒီအာဒီစွမ်းမွေးရွက်လေးနင်းရွက်လောက်ညက်ပြီးထည့်လိုက်တာတအိမ်လုံးမွေးကြိုင်းเนี่ยပဲသူကလေပေါ်စမ်းမွေးအနံ့လိုပုံစံမျိုးအရန်မွေးပါတယ်ဒါမုံလေးတွေလုတ်ပြမယ်ဆိုပြီးတော့ဝယ်ပြီးစိုက်ထားတဲ့ဒီစွမ်း ော့မွေးရွက်လေးတွေပေါ့နော်သူကကြတော့လေအပူပိုင်းဒေတာကအပင်နေဆိုတော့လေနည်းနည်းအေးတာနဲ့သူကမခံနိုင်ဘူးအရွက်တွေနည်းနည်းဝါလာတယ်ဒီမှာဒီအတောင်အခန်းထဲမှာထည့်ထားပါတယ်ဒီအပင်လေးတွေကပေါ့နော်ပြင်းတော်သိင်တို့ဒီတို့ကတို့ကအေးတန်တိတ်မခံတော့အခန်းထဲမှာထည့်ထားတာပေါ့နော်အဲချက်မှာငါးပေါင်းနော်ရှင်းပြနေတာအဆုံးပဲ ဒါကကြတော့အိမ်မှာအလုပ်လုပ်တာပေါ့နော်အာကျမလေးဆက်ချုပ်ပညာတွေမတင်ခဲ့ရပေမဲ့လေဟိုဟိုစမ်းတီစမ်းပေါ့နော် အချိန်တွေပုံပို့တလို့အာအချိန်တွေပုံပို့တလို့ပေါ့နော်အာဟိုစမ်းဟိုဟိုဆက်ဆက်တီဆက်ချုပ်ရင်းနဲ့ဆက်ချုပ်တတ်သွားတော့အိမ်မှာအာအထည်တွေယူပြီးတော့ချုပ်တာပါဒါတီဆိုရင်အနှွေးထည်ပေါ့နော်အနှွေးထည်ချုပ်ခကြည့်ပဲဒီဟာက အာညက်တာမပါဘူးပေါ့နော်ချုပ်ခါကြီးကိုအထည်85အထည်ကိုလေ1020လောက်ရပါတယ်1020ဆိုတော့ပုံမှန်ငွေ340ဝန်းကျင်ပေါ့နော်ဒါကတော့အိမ်ထဲမှာကိုအာအလုပ်အချိန်ပိုင်းအလုပ်တွေမသွားတဲ့အချိန်တွေမှာဒါလေးတွေချုပ်တာပါဆက်ချုပ်ပြီးညာတခုတကတင်နေစရာမလိုပဲနဲ့ကို့ဖာတာကိုအချိန်ရှင်ရှိတယ်လို့လေ့လာတယ်ဆိုရင်လည်းအဆင်ပြေတယ်နော်ကဲသွားမှာရှာမှာ ရှာမာကကြတော့နန်းနန်းပင်ပါရှင်နန်းနန်းပင်စိုက်ထားတာရှိပါတယ်နော်နန်းနန်းပင်နန်းနန်းပင်အပင်ကတေးတေးလေးအပင်သားလေးတွေတော့အပင်ကအခုမှနန်းနန်းပင်နေရလေသူကချမ်းတာနည်းနည်းကြိုက်တယ်အရန်ပူရင်လေးမဖြစ်ဘူးနန်းနန်းပင်လေဒီဟာလေးပြိုးထားတာတော်တော်လေးကြာနေပြီຫນွေရာဒီကရက်ပြိုးထားတာအခုမှ အခုမှအပင်လေးတွေတန်ပြီးအပင်လေးတွေကောင်းလာတာပါအများကြီးတော့မရှိဘူးနည်းနည်းလေးပဲထည့်ပါမယ်နနံပင်ကိုနနံပင်ရှိတယ်ဆိုရင်နနံပင်များများလေးထည့်ပြီးပါနော်ကဲကျမကတော့နည်းနည်းရှိတယ်နည်းနည်းထည့်ပါမယ်အနက်မွေးအောင်လို့ပါကဲဒီနန်နန်ပင်လေးလည်းထည့်ပါမယ်เนาะကျွန်မစိုက်ထားတယ်မှာမြင်းခွာရွက်တရားအစား တန်တလွန်ပင်ကအစရှိတယ်တန်တလွန်ပင်လည်းအေးတမခံနိုင်ဘူးเนาะတန်တလွန်ပင်လည်းအေးတဲ့ဒေတာဒီမှာဆိုရင်အခန်းထဲထည့်ထားရပါမယ်ကျမတို့မကြခင်တာလေအခန်း အပ်တဲ့အရွက်လေးတွေပြည့်စုံသွားပြီဆိုတော့ဒီမှာဒီမှာပါเนาะယူလိုအပ်တဲ့အရွက်လေးတွေအကုန်လုံးပြည့်စုံသွားပါပြီအဲကချင်လူမျိုးဆိုရင်တော့ဖက်လန်ထဲ့တယ်เนาะဖက်လန်ပါဖက်လန်ဆိုတရုတ်ပူစီနာကိုပြောတာပါဖက်လန်ထဲ့ပါတယ်မရှိရင်မထည့်လဲရပါတယ်ရှမ်းလူမျိုးတွေကတော့ဖက်လန်တွေတိတ်မထည့်ပါဘူးအာရှမ်းတွေကကြတော့ပေပုတ်အတိကထည့်တယ်เนาะအရတာအတွက်ကကြတော့ပေပုတ်အမုံအတိကပါအာပြီးတော့စားရဲ့အရတာမုံရဲ့ဒါပဲเนาะအဲစီနည်းနည်းထည့်ပါမယ်အဲပေပုတ်အမုံကလေးဒါကျွန်မမြန်မာ ွားပြီးပြန်ကြတဲ့အကိုကထောင်းပြီးတော့ကျွန်မအကိုတော်ဆုံးသွားပြီကျွန်မမြန်မာပြည်ပြန်မရောက်နိုင်သေးဘူးပဲပုတ်မုံဆိုပြီးရေးထားအကယ်တီဟာလေးကိုဒါလေးတွေကိုရေးဆေးပြီးတော့ရေးဆေးပြီးတော့အနေတော်အတုံးလေးတွေတုံးပါမယ်ငါးကောင်းကတော့မတုံးတော့ဘူးဒီအကြီးလိုက်အတိုင်းပဲအဲပေါင်းမယ်နော်ဒီချာစေးကြောတန့်စင်ထားတဲ့ငါးကလီစာလေးတွေကိုဒီဟာလေးတွေကိုပေါ့နော် မကြီးငါကလီစာဖူးဖူးလေးတွေကလီစာလို့ခေါ်ရလားမြန်မာလိုမခေါ်တတ်ဘူးနော်ခေါ်ခေါ်တတ်တဲ့လူရှိရင်လည်းခေါ်ပြနော်ဒီဟာလေးလေငါဥလည်းမဟုတ်ဘူးဒီလားအရန်ကောင်းတယ်ပါလေးလည်းမသိဘူးခဏလေးဧည့်တယ်ရောက်နေလို့အခုလိုအနေတော်အတုံးလေးတုံးပြီးတော့အကုန်လုံးဥထဲထည့်မယ်နော်ဖူးထဲကိုထည့်ပါမယ် ကဲဟုတ်စားလေအဲအသားငားလီပြီးသွားပြီဆိုရင်တော့အရွက်တွေလီးပါမယ်နော်ကျမလေးဒီဟာလီးတွေအဲနွားနို့ဘူးပါနွားနို့ဘူးတွေလေးတေချာဆေးပြီးတော့ဒီလိုထားထားတာအသားငားတွေလီးလို့ရအောင်လို့ပါအသားငားတွေအစင်နေတော့ပေါ်မှာအတော့မပြုတ်ချင်တော့လေးစင်နေတော့လည်းအများကြီးမထားချင်တော့အဲအဲ့လိုပူးလေးတွေခန့်ခန့်ပြီးတော့အတော့ပြုတ်ပါတယ်နော်ဒါလေးကလေးတော်တော်လေးအဆင်ပြေတယ်ဒီလားအဲကိုကမစေးအားဘူးဆိုရင်လည်းတစ်ခါတော့ပြီးလွန်ပြစ်လိုက်လို့ရတယ်သူကနှစ်ခုပဲအမိုက်ပဲဆိုတော့လေကဲဒီအာ နှုတ်တဲ့အပိုင်းလေးပဲယူမယ်နော်စပလင်နော်စပလင်နှုတ်တဲ့အပိုင်းလေးပဲပပပပလေးမယ်နော်ပပလေးမယ်နော်ပပလေးလည်းရတယ်နော်နှုတ်ဆင်းမယ်ဆိုရင်အဆင်ပြေတယ်နော်အကုံလုံးကလေပပလေးအကုံလုံးကလေပပလေးမယ်အတီရွက်ဒီအကုံလုံးပေါ့နော် နံပင်အဆအကုန်လုံးပပလိပါမယ်။ းတွေပဲထည့်ရင်ဖက်ဖိုင်လေးများများထည့်ပြီးနော်ဖက်ဖိုင်လေးအရင်မွေးပြီးတော့ကောင်းပါလေ။ဩဖက်ဖိုင်အနားနဲ့ငါအနားနဲ့ရလေအရင်လိုက်တယ်ဒီလား။တချို့တွေကဖက်ဖိုင်မတိကြဖက်ဖိုင်ကအဲရှမ်းလူမျိုးတို့ဒီတချင်လူမျိုးတို့ပြီးတော့ထိုင်းလူမျိုးလေထိုင်းလူမျိုးဖက်ဖိုင်အရင်အသုံးပြုတယ်နော်။တို့တို့ချက်တဲ့ဟင်းတွေတော်တော်များများဖက်ဖိုင်အသုံးပြုပါလေ။ယူရီယာဟင်းတွေပေါ့နော်။ ပင်စိမ့်ထည့်ပါမယ်။နှုတ်ရတဲ့အပိုင်းလေးတွေပဲယူမယ်နော်။နည်းနည်းချမ်းလာပြီဆိုတော့ပင်စိမ့်ကနည်းနည်းရှင်းလာပြီ။နားတာနည်းနည်းလေးတော့ဒီမှာကြည့်ထည့်ရတဲ့အရွက်တရားလေးအများကြီးပဲ။ဒါတော့မှလေဖက်လင်းမထည့်သေးဘူးနော်။ဖက်လင်းတွေပါထည့်တယ်ဆိုရင်တော့အရွက်တွေအများကြီးရဲ့။ ပြီးတော့ဒီကက်တူနီကက်တူနီလေးမလို့ဆင်းပြီးတော့ထည့်ပါမယ်ကက်တူန်ဖြူလေးနှုတ်ဆင်းထည့်မယ်နော်ကျွတ်ံဖြူလေးနှုတ်ဆင်းတာလေးနည်းနည်းလေးပြပေးမယ်နော်ရှစ်တမရပညာအကုန်ပြမှာ ကျက်တူနေအဲကျက်တူမျိုးအလုံးကြီးကိုနုတ်နုတ်ဆင်းကျင်နေဆိုရင်ဒီလိုလေးပပလေးနော်ဒီလိုလေးအဆုံးထိတွားဆင်မလို့နော်ကဲဒီလိုလေးဆိုရင်ဒီနုတ်နုတ်ဆင်းတဲ့လိုမျိုးဖြစ်သွားတယ်နော် တွင်ဖြူနှမွာထည့်ထားပါတယ်ကျင်းကလည်းအနှင်းငယ်ထည့်မယ်เนาะကျင်းအနှင်းငယ်ထည့်ပါမယ်ကျင်းကနည်းနည်းလေးဆိုရပြီဒီလားတခြားအရွက်တွေလေးအနံ့ပြင်းတဲ့အရွက်တွေအများကြီးပါထားတယ်ဆိုတော့ဒီခင်ငါကတော့အမြင်စရာအကြောင်းလုံးဝမရှိတော့ဘူးကျင်းကနည်းနည်းလေးပဲထည့်ရင်ရပြီเนาะ ဒီခရမ်းကျင်တီးလည်းထည့်ပါမယ်ခရမ်းကျင်တီးကလည်းအရန်နေနေတယ်နော်ကျွန်မခြံမှာမနေ့တုန်းကလေနည်းနည်းပဲရခဲ့ခရမ်းကျင်တီးကနည်းနည်းမင်းများလေးထည့်ပြီးတော့ခရမ်းကျင်တီးနဲ့အရန်လိုက်ပါတယ်သူကလေကြည့်မှာကြည့်ပါဦးဟင်းတမဲထဲနဲ့အတီးအရွက်တွေအကုန်လုံးစုံသွားရောကဲအရတာအတွက်ကကြတော့အရတာအတွက်ကကြတော့လွယ်ပါတယ်နော်အရတာကပဲပုတ်အမုံလေးရယ်စားလေးရယ်အရတာမုံလေးရယ်ရပြီနော် ပြရတာမဟုတ်ဟင်တီဟင်ရအမုံလေးထည့်ပါမယ်စားကိုစားကိုလက်ဖက်ရည်စွန်းနဲ့နှစ်စွန်းလောက်ထည့်မယ်နော်တစ်စွန်းခွဲပဲအရင်ထည့်မယ်တူကလေအရွက်တည်းကအရွက်တည်းကလေအဲနည်းနည်းဟိုစားကျစ်သွားမှာဆိုတော့လေဒီမှာလူကိုကိုလျှော့နောက်ပိုင်းမှာဖက်ထည့်မယ်အဆင်ပြေတယ်နော် ကဲဒါလေးကကျတော့ hinti hiyo amon လေးပါ hinti hiyo amon ကိုအာ hinti hiyo amon ကိုစပါလေလက်ဖက်ရည်ဆုံးတဆုံးလောက်ဖြည့်ထားပါတယ်အကေရဲ့ hinti hiyo amon တွေမထည့်ချင်ဘူးဆိုရင်သူကသရှိကိုအသုံးပြုလို့ရတယ်เนาะငားနဲ့ချက်ထားတာဖြစ်တဲ့အတွက်ကျတော့ဂျပန်ကထုတ်တဲ့သရှိအဲ့ဒါကပို့ပြီးတော့ညာကျမ်းမရေးအတွက်ကအဲ့ဒါကပို့ပြီးတော့အဆင်ပြေတယ်เนาะအာသရှိကပို့ပြီးတော့အဆင်ပြေတယ်သရှိထည့်ရင်လည်းကောင်းတယ်เนาะဒီနေ့ကတော့ကျမတို့ မြန်မာလိုပဲစားချင်တော့လေအဲအရာဒါမို့နည်းနည်းထည့်ထားတယ်အရာဒါမို့ဆိုရင်ဟင်းတင်းဟင်းရောအမုံပါအရာဒါဒီမထည့်ချင်လို့ဆိုရင်လည်းအဆင်ပြေတယ်နော်ငါကချိုပြီးသားဆိုတော့လေပြီးတော့ပေးပုတ်အမုံကိုလေလက်ဖက်ရည်ဆုံးမောင်းမောင်းနဲ့နှဆွန်းလောက်ထည့်ပါမယ်ပေးပုတ်အမုံကအကြကြတယ်နော်ပေးပုတ်မုံဆိုရေးထားတယ် ဲစီလေးစီလေးတစ်ဆက်နှစ်ဆက်ကိုချက်တဲ့ဟင်းနေရာလေးများတော့အဖြစ်စီလေးတစ်ဆက်နှစ်ဆက်ပဲစီလေးနည်းနည်းလေးပဲထည့်ထားပါလေရှင်စီနည်းနည်းမှမပိုင်လည်းမကောင်းဘူးနော်စီရတော့နည်းနည်းထည့်ထားတယ်ငါထဲမှာလည်းစီရေးထွက်လာမှာပါနော်တာဝိုးနေဖတ်ပါမယ်ကဲအစာပလာဒီအကုန်ထည့်ပြီးသွားပြီဆိုရင်တော့ဒါကိုနည်းမယ်နော်အဲအရွက်တွေကိုနည်းမယ်နော်အသားငါးကတော့မနည်းဘူးနော်ငါးကတော့ပြီးမှပဲအရွက်တွေအကုန်လုံးနည်းပြီးသွားမှပဲငါးနဲ့ရောပြီးတော့မွေပါမယ် အဲဒီဥစ္စာကိုလေညှိညှိပြီးတော့နယ်ပြီးနော်ဒီချိန်မှလေလက်အိတ်လေးဆွတ်ပါနော်သူကအနှံ့တအားပြင်းပါတယ်အနှံ့ကလေငါအနှံ့နေရလေလက်မှဆွဲပြီးတော့ကြံနေတက်တယ်ဆက်ပြာနဲ့စေးနာမှာလက်မှဆွဲပြီးတော့ကြံနေတက်တော့လေလက်အိတ်လေးရှိတယ်ဆိုရင်တော့လက်အိတ်လေးအသုံးပြုပါမရှိဘူးဆိုရင်တော့လက်ကိုတေချာဆေးပြီးတော့နယ်တယ်ဆိုရင်တော့ပို့ပြီးတော့စားလို့ကောင်းပါတယ်ရှင့်လက်အိတ်တုံတိုင်းလေးကောင်းတာတော့မဟုတ်ဘူးပေါ့နော် ကိုကအထည်လေးချုပ်ရမှာဆိုတော့လက်တီအရန်နန်နေအစင်မပြေတော့လက်အိတ်လေးတွေကိုအသုံးပြတာပါကဲပေပုတ်ကလည်းနည်းနည်းတော့နည်းနေပြီဒီလားပေပုတ်ကထထဲ့ချင်မှာဒါပေမဲ့လေပေပုတ်အနှံ့ကအရန်ပြင်းတော့ပတ်ဝန်းကျင်ပတ်ဝန်းကျင်လည်းကယူဆိုင်နေရတည်တယ် ကဲဒီဟာကိုလေအကုန်လုံးနဲ့ဖက်ပြီးသွားပြီဆိုရင်ဒီဟာကိုလေဖက်လေးရှိတယ်ဆိုရင်တော့ဖက်လေးနဲ့အုံးတာပို့ပြီးတော့မွေးပါတယ်ပို့ပြီးတော့စားလို့ကောင်းပါတယ်အဲနည်းနည်းစီလိုနေတယ်တော့ဒါမဲ့ရပါပြီစီကတော့ရှော့နိုင်တယ်လို့ရှော့တာပဲကောင်းပါတယ်စီနေနေလေးထပ်ထည့်ပြီးတော့ပို့ပြီးတော့ကောင်းပါရဲ့ဒါပေမဲ့ကျမတို့ရှော့ချင်တာဖြစ်တဲ့အတွက်ကြောင့်စီကိုထပ်မထည့်တော့ဘူးเนาะဒီဒီလောက်နဲ့ပဲလုပ်ပါမယ်ဖက်မရှိဘူးဆိုရင်တော့အာဒီလိုအိုးကလေးနဲ့အုံးပါ ပိုးလေးနဲ့အရင်ဥဆောင်တွေ့ရဲ့လုံးရည်လေးပေါ့နော်အဲလက်အရင်နည်းနည်းလေးထည့်ပြီးပါနော်လက်မှာအရာဓာတ်တွေကတ်နေရဆိုတော့ဒီလက်လက်မှာနည်းနည်းလေးလောင်းချပြလိုက်မယ်အညာဒီဓာတ်ဒီမှာပါလက်စည်းရည်လေးထည့်တယ်ဆိုတော့ဒါမျိုးခေါ်တာကဲဒီဟာလေး ကဲဒါလေးကိုမိဖို့ပေါ်မှာတဲလဲယုံပါပဲเนาะ။ तू အရင်မြင်တယ်ဒီဟာခဏလေးနဲ့ကြက်တယ်ဒီဟာကလေအုံးနေဆိုရင်တော့နည်းနည်းတော့ကြက်တာလေးကိုအဖုံဖုံပြီးတော့မိအပူပေးပြီးတော့အုံးထားလိုက်ယုံမယ်เนาะ။အသားတွေကြဲရဲပြီးတော့အတီးရွက်တွေကြက်ပြီးကြက်ပြီးဆိုရင်ရပြီ तू ကလေ။ အုံးတယ်ဆိုရင်တော့နည်းနည်းတော့ကြာတယ်သူကမီးအေးလေးနဲ့ဖက်ကလေးနဲ့အုံးရတာဆိုတော့လေအေးလေးတွေကုန်သွားတဲ့အထိဖက်ကလေးနဲ့အုံးရတာဆိုတော့အဲ့ဒါပို့ပြီးတော့ဆားလုပ်ကောင်းတယ်ဖက်နဲ့အုံးတာလေပို့ပြီးတော့မွေးတယ်ဒီမှာဖက်ကခြံထဲမှာစိုက်တော့စိုက်ထားတယ်ဒါပေမဲ့သွားမယူအောင်အချိန်လည်းအလောက်ထိလည်းမပေးနိုင်တော့လေဒီနေ့တော့ဒီတိုင်းဦးလေးနဲ့ပဲအုံးလိုက်ပါတော့မယ်နော်အဲပောင်းတယ်လို့လည်းခေါ်လို့ရတယ်လို့အုံးတယ်လို့လည်းပြောပါတယ်နော်ရေလေးခန်းသွားပြီဆိုရင်ရေလေးထပ်ထည့်ပေးမယ်နော် မကြခဏမွေဆရာမလို့เนาะမတူးအောင်ပဲရည်လေးထည့်ပြီးတော့အာဒီလိုလေးပေါင်းပြီးเนาะဥမကောက်နည်းနည်းလေးဆွပြီးရပြီမကြခဏတွားပြီးတော့မွေဆရာမလို့ငားဆိုတော့လေជីရជីလွယ်တော့လေတချို့တွေကငားအယောင်ဖြူဖြူလေးတွေမကြိုက်ဘူးဆိုရင်စနွန်းနေထည့်ကြတယ်เนาะကျမကတော့စနွန်းတိတ်မထည့်ဘူး ကဲရေလေးနည်းနည်းလေးထည့်ထားပါတယ်သူ့အရေလေးနဲ့တူပေါ့နော်ရေခမ်းပြီးတော့အစီပြန်လာတဲ့အထိအဖုံးဖုံးပြီးတော့တည်ထားပေးပါမယ်နော်ဘယ်နှစ်မိနစ်လောက်တည်မလဲလောလောဆယ်တော့9မိနစ်လောက်အရင်တည်ကြည့်မယ်နော်ရေခမ်းတဲ့အထိ9မိနစ်လောက်အရင်တည်ကြည့်ပါမယ်အလုံးလုံးချက်လို့ပါချိန်ရတာငရုတ်တီးတွေကြိုက်တယ်ဆိုရင်ငရုတ်တီးအတောင်းလိုက်ထည့်နော် ကလေးတွေပါတယ်ရှိတဲ့အိမ်ကြီးဆိုရင်အတောင်လိုက်ထည့်ရင်တော့မဆက်ဘူးကို့ပါတယ်ကိုစားကန်နေမှခြေခြေပြီးတော့စားဖြစ်နိုင်မယ်ဆိုရင်ငွေရုပ်တီးတောင်းကအနီထည့်တာပူကောင်းတယ်အစိမ်းထည့်ရင်တော့တခြားအရွက်တွေနဲ့အဲရောပြီးတော့လေအမ်ခွဲလို့မရဖြစ်သွားမှာပေါ့နော်အနီအောင်အတောင်လေးတွေထည့်ထားတယ်ဆိုရင်တော့ကိုကဖယ်ဖယ်ပြီးတော့အာစားလို့ရတယ်ငရုတ်တီမကြိုက်တဲ့လူတွေอ่ะပေါ့ ကဲရည်လေးနည်းနည်းခါလာပြီဆိုရင်အตาလေးမွေပေးမယ်နော်ကားငလီငါကလီစာဆိုတော့သူကတိတ်တော့မကြည်ဘူးတချို့ငါကြီးပဲဆိုရင်တော့ကြည်လွယ်တော့လေနည်းနည်းကယူဆိုင်ပြီးတော့မွေပြီနော်ငကြီးတို့အဲငတလေတို့တို့ငရရန်တို့ငခုတို့အဲ့ဒါတွေနဲ့ချက်ရန်ကောင်းပါတယ်ရှမ်းလူမျိုးတွေပေါ့နော်ရှမ်းလူမျိုးတွေစားတဲ့စားစားပါ ငားတဲ့အစီလေးအစီလေးကြီးလည်းနည်းနည်းထွက်လာအောင်စီပြန်လာတဲ့အထိဆက်ပြီးတော့တည်ပေးပါမယ်နော်။ဒါမှပါနော်အစီလေးလည်းပြန်လာပြီးအရတာလေးမိကြည့်လို့အရတာလေးလည်းကောင်းပြီဆိုရင်မိပိတ်လို့ရပါပြီနော်။စီရလေးကျမနည်းနည်းပဲထည့်တာငားတဲ့အစီလေးကြီးလည်းထွက်လာလို့ပါနော်။ က်သွားပြီဆိုတော့စားချင်းစပွဲလေးပြင်အောင်ပြင်မယ်နော်အမြင်လာဖို့လည်းအရေးကြီးတယ်လေနော်တန်တန်ရှင်းရှင်းနေလလပပစားမင်းကလေးပြီးတာပေါ့နော်ကဲအခုဆိုရင်တော့စားချင်းစပွဲငါးကလီစာပေါင်းလေးရပါပြီရှင် ူးပါမယ်နော်ထမင်းကလေအဲဆွမ်းမွေးအရွက်လေးဒီမှာကြီးဆွမ်းမွေးအရွက်ကိုထုံးပြီးတော့ထည့်ထားတော့လေမွေးချိုင်းနေပါပဲတအိမ်လုံးမွေးနေတာပဲအဲပြီးထုတ်ပလိုက်လို့ရတယ်ဒီဟာလေးကလေမတုံးတော့ဘူးဆိုတော့လေအာဒီထမင်းကလေတကယ်ပေါ်စားမွေးလုံးဝင်အနှံ့လို့ပုံစံမျိုးတိလအရန်မွေးပြီးတော့အဲရှမ်းဆန်လို့စီစီလေးနဲ့ပေါ်စားမွေးအနှံ့ပေါ့နော်အဲ့လိုပုံစံမျိုးလေးအရန်မွေးတယ်တိလ မြန်မာပြည်မှာလည်းတချို့တွေပြိုးပင်ရောက်ပါတယ်ဒီဆွမ်းမွေးရွက်ပေါ့နော်အာမြန်မာမုံတွေနဲ့လည်းလေသူကအရန်လိုက်ပါတယ်ဆွမ်းမွေးရွက်ဟိုတစ်ခေါက်တုန်းကကျမအုံတို့ဟုတ်ဟုတ်ပါဘူးမုံအုံနောက်ပေါ့နော်မုံအုံနောက်လောက်တာဆွမ်းမွေးရွက်လေးထဲတာအရန်မွေးပြီးတော့တကယ်ကောင်းပါတယ်မှန်ကြည့်သမင်းရတော့ရိုးရိုးသမင်းပါပဲဒီမှာရှမ်းဆန်လိုပုံစံမျိုးပေါ့เนาะအာဒီလိုရှာဟင်းလေးတွေကလीဒီလိုဆန်စီးနေရပို့လိုက်ပါတယ်မြန် ညမာဟင်းနဲ့စားရတာတိတ်တော့မလိုက်ဘူးဒီလားအဲရှမ်းရှမ်းဟင်းကရှမ်းဆန်စီစီလေးနဲ့စားတာပို့ပြီးတော့ကောင်းပါတယ်သူကလေရှမ်းဟင်းတွေကစီတိတ်မတုံးဘူးတိုင်မဲ့ဆန်ကနည်းနည်းစီးတော့လေစီတိတ်မတုံးဘူးပေါ့နော်ရှမ်းဟင်းလေးတွေကပေါ့နော်အဲဂျပန်ဆန်ကလေရှမ်းဆန်နဲ့အတူတူပဲဆိုတော့လေရှမ်းဆန်နဲ့အဲလိုက်တယ်သူကလေဟင်းနေလေကြက်သားပြီဆိုတော့အတူတူစားဖို့ဖိတ်ခေါ်ပါတယ်နော် ကဲဟင်းလေးလည်းကြက်သွားပြီဆိုတော့အတူတူစားရအောင်ဖိတ်ခေါ်ပါရရှင်စားကြည့်မယ်အာမွေးနေတာပဲဟင်းဟင်းထထမင်းကပိုမွေးနေပြီကဲဒါဆိုရင်လည်းငားလေးရေပြီးတော့အာအရွက်တွေလည်းအစုံပလုံးပါတယ်ဆိုတော့လေတမျိုးထဲနဲ့လည်းအဆင်ပြေပါပြီဒီဟာလေးလေး အလုပ်တွေတောင်းဆီနေတော့စိတ်တိုင်းကြပြီးရိုရိုက်နေ။ Oh. ရှမ်းပြည်ရောက်တော့တလို့ပါပဲရှင်။အရင်ကောင်းပါတယ်။ Hmm. ငရုတ်ပြီးလည်းအရင်ကြိုက်တော့လေငရုတ်ပြီးလည်းလဲစားမယ်။လောက်ကျင်တာလောက်ပြီးရင်တော့ညတညလုံးဒီမှာစစ် နင်းကဆက်ချုပ်ရတော့မှာ order တရား20ရက်နေ့20ရက်နေ့အကုန်အပြီးပို့ရမှာอืมอืมอืมยังก้องมาดิชิกูยูยาอซาซาไม่รู้ล่ะไม่ดิกูพอดากูတော့ยังกูใจยังก้องมาเด้ตัวอ่ะเลยงาอู้แล้วไม่เข้าดาลีอ่ะเลยบ้าขออ่ะเลยไม่ดีเนาะ စာလည်းမဟုတ်ဒီယာဒီပဲရှိတာသူကလေခဏပဲပေါ်တာအမြဲတမ်းတော့မရှိဘူးဒီဟာလေးကြီးငါကလီစာတွေလည်းငါဥစီပေါင်းတို့ပေါ့နော်ငါဥစီပေါင်းတို့ငါကလီစာတို့ငါကောင်းတို့ပေါ့နော်အဲ့ဒါလေးတွေလည်းဝယ်ပြီးတော့ဒီလိုလေးတွေချက်ဆန်းဆန်းလို့ကောင်းတယ်နော်စီးလက်တက်တာတယ်သူကလေอืม ငါးဦးတို့ငါးဦးစီပေါင်းတို့အဲ့ဒါလေးအဲ့ဒါတွေဝယ်ပြီးတော့ဒီလိုပုံစံလေးချက်စားရဲဆိုရင်လည်းတကယ်ကိုစားကောင်းပါတယ်။อืม อืม อืมဆက်ရတော့အရင်စားလို့ကောင်းဟိုးအဲ့ဟာဒါလေးကျမစားလေးနည်းနည်းလေးထပ်ဖြူထားတယ်နော်စားနည်းနည်းပို့လို့စားနည်းနည်းထပ်ဖြူထားပါတယ်အဲ့ဒါပြောဖို့မေ့နေတယ်อืม ကဲဆက်ပြီးတော့စားလိုက်ပါအောင်မယ်ကျမရဲ့ဗီဒီယိုကိုနောက်ဆုံးထိကြည့်ပေးတဲ့အတွက်ကြောင့်အားလုံးကျေးဇူးအထူးတင်ပါတယ်ရှင်အခုလိုပုံစံမျိုးပေါ့နော်အချိန်လုံးဝမအားလဲအချိန်မရရအောင် ဖန်တီးပြီးတော့အဲကောင်းနို့ရရလေးတွေမျှဝေပေးပါမယ်ရှင်ကိုကောင်းတယ်ထင်တဲ့ဟာလေးတွေပေါ့နော်ကိုတက်တဲ့ပညာအကုန်လုံးမျှဝေပါမယ်ရှင် အဲကျွန်မဆက်ချုပ်တဲ့ဟာတွေလဲလေကျွန်မကလေဆက်ချုပ်ပညာတော့မတင်ရပါမယ်လေအဲတိုလီမိုလီလေးတွေအိတ်ကလေးတွေပေါ့နော်ဟမ်ဘက်အိတ်တို့ပါတော့အဲ့ဒါလေးတွေကြီးကြီးပြီးတော့ချုပ်ရင်းနဲ့အမှချုပ်တက်သွားတော့အိမ်မှာအဲကိုဖာတာကိုအလုပ်ယူပြီးတော့ ်ခင်ဗျားချုပ်ထည်တွေချုပ်တာပေါ့နော်ဂျပန်မှာချုပ်ထည်တွေအရည်အရန်စေးကြီးကိုလည်းအခုမှတည်ရအရင်တော့ကတော့မသိဘူးခုဖာတာကိုအိမ်မှာအားနေရဆိုတော့လေအချိန်ကြီးနေအလဟတာမဖြစ်အောင်ပေါ့နော်ကလေးတွေငယ်တဲ့အချိန်မှာဆိုအလုတ်ထွက်လုတ်လို့မရတဲ့အချိန်လေးဆိုရင်အချိန်ကိုအလဟတာမဖြစ်အောင်အာအိမ်မှာဆက်လေးတွေပေါ့နော်အိမ်တုံးဆက်လေးတွေပဲအရင်ဆုံးကျွန်မစပြီးတော့ဆန်းတက်တယ်အိမ်မှာဟိုချုပ်ပြီးချုပ်နေအာလက်ရည်လေးနည်းနည်းကောင်းလာတော့အာဆန်းပြီးတော့အထည်တွေချုပ်ကြည့်တာပေါ့နော် ချုပ်ခါအစည်းကြီးချုပ်ခါလေးတော်တော်လေးဟိုးစားပါလေအဲညက်ညက်เสียမလို့เนาะဘာဘက်တန်နေပါလေဘာမှဆွဲเสียမလို့တ냐ညက်ပြီးသားယူချုပ်တာတောင်မှတစ်ထည်ကိုအဲရန်2000ရတယ်ဆိုတော့လေတစ်ထည်ရန်2000ဆိုရင်ပမာငွေ4000ဝန်းကျင်လောက် နဆဆိုလေတောင်းဝင်ကျင်လောက်ရတယ်အဲ့လိုရတာပေါ့နော်အအချိန်ကိုကိုကဒီအားနေအားတူလို့ပေါ့နော်ကိုဝါသနာပါတဲ့ဟာလေးတွေစူးစမ်းလေးလာအလုတ်ကြည့်အဲ့ဒါတွေကလေမမောက်တိလာအခုလိုပုံစံမျိုးပေါ့နော်အိမ်မနေနေနဲ့လည်းအလုတ်လုတ်လို့ရတာပေါ့နော်အဲ့ဒါအပူအနေနဲ့ပြောပြတာနော်ဖဲကျေးဇူးများတင်ပါတယ်ရှင်ဘိုင်ဘိုင်ဆက်စားလိုက်ပါဦးမယ် ကဲတာလီတွေကတော့ချက်မိချက်ရလေးတွေပါရှင်ချက်မိချက်ရလေးတွေပါ စားချင်တာလေးတွေရှိတယ်ကြိုက်တာလေးတွေရှိရင်မှန်ခဲ့ပြီเนาะအချိန်ရတာနဲ့တမ်းပြီးချက်ပြပေးပါမယ်